ောင်စီစစ်သားရဲ့အလောင်းတွေကတဲ့တောင်ကျောတလျှောက်ပြန့်ကျဲနေတယ်ဆိုပြီးတော့ပြောတယ်ဗောနော်ဘလောက်တော့မှတည်ွားလည်းမတည်ဘူးလာပါဒီနေ့ကတော့ဒီဇင်ဘာလ10ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကိစ္စမှာလည်းကျွန်တော်ဒီနေ့ကောင်းနေလဲပါမယ်ပေါ့နော်အဲပြီးတော့ကျတော့ကျွန်တော်နိုင်ငံသားတွေအတွက်ပေါ့နော်အဲထိုင်းနိုင်ငံနဲ့ပတ်သက်လို့အလုပ်ကန်ခွင့်လန်းတဲ့ အာထူးခြားမှုတွေပေါ့နော်အဲ့ဒါလည်းပါမယ်ပြီးတော့ဒါ NUG reform နဲ့ပတ်သက်လို့ပေါ့နော်အဲကျွန်တော်တို့ထားသင့်တဲ့ခံယူချက်စိတ်တဲ့အဲ့ဒါနဲ့ပတ်သက်တဲ့ဟာမျိုးလေးတွေလည်းကျွန်တော်တကူစာအမြင်ပေါ့နော်အဲ့ဒါလေးတွေကျွန်တော်ပြောသွားပြမှာဖြစ်ပါတယ်အဲ့တော့မှားပါသွားခြင်းလည်းခွင့်လွှတ်ပေးကြပါပေါ့နော်ချိုပြီးတော့တောင်းပန်ထားပါလေပထမဆုံးတော့အာခတ်တက်တော် AA နဲ့ပတ်သက်လို့ပေါ့နော်ဒါစစ်ကောင်စီဟာအမြဲတမ်းမှ AA နဲ့ရင်ဆိုင်နေရတဲ့တိုက်ပွဲတွေမှာရှုံးနေမှုတွေကြုံတွေ့နေရတယ်အထင်းနာမှုတွေရင်ဆိုင်နေရတယ်အခုလောလောဆယ်မှာကိုပဲစစ်ကောင်စီရဲ့ဆုံးရှုံးမှုတွေ ပြောကြတော့တောင်ကျောတလျှောက်လုံးပေါ့နော်စစ်ကောင်စီရဲ့အတက်မရှူတော့တဲ့အလောင်းတွေပြန့်ကျဲနေတဲ့အကြောင်းတွေကိုကျွန်တော်အရင်ဆုံးပြောကြမှာပေါ့နော်ပထမဆုံးကတော့ဒါနေရီကန်နေချောင်းရဲ့ဒါ viewer ကုန်းပေါ့နော်ကဘာလုံးပြက်စကန်းအဲ့စကန်းကနေပြီးတော့ဒါလွှတ်တင်လိုက်တယ်တိုက်ခိုက်ရေး drone အကြီးစားတစ်စင်းကို AA ကဖျက်ချနိုင်ရတယ်ဆိုတဲ့တရေအကြီးစား drone တွေဒါသူတို့အသုံးပြုနေတာတော့အားလုံးပဲသိပြီးဖြစ်လိမ့်မှာပေါ့နော်ဤပညာမြင့်ပထွေးနိုင်ငံတွေစီကနေတောင်းပြီးတော့သုံးနေတဲ့ drone တွေပေါ့နော်အဲ့ဥစ္စာတွေကိုအခုဒါတော်လိုင်းတက်ဖွဲ့တွေက တဖွဲ့ပြီးတဖွဲ့ပေါ့နော်ပြစ်ချနိုင်ခဲ့တဲ့ဖြစ်စဉ်တွေကဒါများလာတယ်ပြီးတော့ကြတော့အဲ့ဒီလိုမျိုးဒါပြစ်ချနိုင်ခဲ့တဲ့ drone တွေကိုပြန်ပြီးတော့အသုံးပြုနေတာလည်းရှိလာတယ်ပေါ့နော်အဲ့တော့ဒါ Ambran Land ပေါ့နော်ဒါရိုးတောင်မှာတည်ရှိတဲ့ဒါနေရီကန်လေကြောင်းအကာကွယ်ရေးစခန်းကနေပြီးလွတ်တင်လိုက်တဲ့တိုက်ခိုက်ရေး drone ကြီးစားတစ်စင်းကိုအခက်တတော် A ကဖျက်ဆီးလိုက်တယ်အဲ့တိုက်ခိုက်ရေး drone ကဘုံဒီအစုံနဲ့ဘုံဒီအစုံနဲ့ဂုတ်ကြီးကြီးရွာနေ A ထင်းချုံချားတဲ့နေရာတစ်ခုကိုတိုက်ခိုက်ဖို့ပြန်ပြန်ဝဲလာတာပေါ့နော်အဲ့ဒါကိုဒါနီးပညာအသုံးပြုပြီးတော့ဖျက်ချလိုက်တာဖြစ်တယ်ဆိုပြီးတော့ ေတာကန်နေစီကနေပြီးတိရတယ်ပေါ့နော်အဲ့တော့ဒီတိုက်ခိုက်ရေး drone ကတဲ့အရင် drone တွေထက် ကြီးတယ်အေဘက်ကတော့ jammer ပညာတုံးပြီးတော့ဒါပစ်ချလိုက်နိုင်တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကလည်းသူ့ရဲ့နီးပညာတွေကိုအမြဲတမ်းတဆင့်တက်တဆင့်ပို့ပို့ပြီးတော့မြင့်တင်နိုင်ဖို့အတွက်အစင်မပြတ်စူးစမ်းနေတာရှိတယ်ပေါ့နော်အဲ့တော့အဲစစ်ကောင်စီနဲ့ဒါကျွန်တော်ဘက်ကတပ်ဖွဲ့တွေကလည်းစူးစမ်းကြတယ်ဒါနီးပညာနဲ့ပတ်သက်တဲ့ဟာတွေပေါ့နော်တောက်လျှောက်တောက်လျှောက်အစင်မြင့်ဖို့အတွက်စူးစမ်းကြရရှိစစ်ကောင်စီဘက်မှာကြတော့ကွာခြားတဲ့ဟာကသူက ဒီဘန်နာဝေးပေါ့ဘန်နာဝေးကိုသူကဖင်ခုတိုင်မျိုးလှုပ်ချင်သလိုလှုပ်နိုင်ငံရဲ့ဘန်နာကိုလှုပ်ချင်သလိုလှုပ်နေတာပြည်သူရဲ့အခွန်ငွေတွေကိုကြိုက်သလိုစီမံနေတာပေါ့နော်ပြီးရင်ဒီကာလမှာကိုပဲပြည်သူကိုအနိုင်ကျင့်ပြီးတော့လှုပ်ဆောင်နေတဲ့အရာတွေချင်းချောက်ငွေညှစ်တောင်းနေတဲ့အရာတွေကအများကြီးရှိတယ်ပြီးတော့ဒီလိုမျိုးခေတ်ကာလဇိုးကိုစောင့်ပြီးတော့ကြီးပွားချမ်းသာဖို့အတွက်ကိုကြိုးရှာနေတဲ့စစ်ကောင်စီဘက်ကပေါ့နေအများကြီးရှိတယ်ပေါ့နော်ဟိုအကြီးပိုင်းကနေအောက်ခြေအဆင့်ထိပေါ့နော်အဲကြောင့်ငွေကြေးနဲ့ပတ်သက်တယ်ဆိုရင်ဒီကောင်တွေကအရှင်ပြင်းနေတယ်ပြောရအောင် ကျွန်တော်ဘက်ကတပ်ဖွဲ့တွေဒီနီးပညာနဲ့ပတ်သက်လို့လက်လန်းမမီဘူးလားတိတ်မီလားတကယ်တပ်ဖွဲ့တွေရဲ့တီထွင်နိုင်ကြမ်းကကြောက်စရာကြီးကျွန်တော်တကယ်လက်တွေ့မျက်မြင်မြေပေါ်မှာမြင်တွေ့ခဲ့ရတကယ်ကအားရစရာကောင်းတဲ့ဟာကြီးပေါ့နော်ကျွန်တော်တို့တောင်မှာဟာကလေးဟင်ကလေးတကယ်ဖြစ်သွားတာဟာဒါအိနဲ့သာစစ်ကောင်စီကိုကျုံနိုင်လို့ရတော့ဆိုတော့ပုံစံမျိုးတွေအတွေးမျိုးတွေခန်းစားချက်မျိုးတွေပါရခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာကြွာချားတာကထောက်ပံ့ပေးနိုင်တာလုံလောက်တဲ့ထောက်ပံ့မှုမရတဲ့ဟာပေါ့နော် ဲဥစ္စာကတော်တော်လေးတော့ကွာခြားတယ်ပေါ့နော်ဒါပေမဲ့လည်းဒီနေ့ဒီချိန်အထိပေါ့နော်စစ်ကောင်စီရဲ့အစစ်မြင့်လာတဲ့ဤပညာတွေကိုတံပြန်ပြီးတော့ကောင်တာသဘောမျိုးနဲ့ရအောင်တိုက်ခိုက်နိုင်နေတဲ့ဟာတွေကတော့အားရစရာကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့လည်းအခုဒါစစ်ကောင်စီအသုံးပြနေတဲ့ဟာတွေကိုပြန်ပြန်ပြီးတော့ကောင်တာလုပ်ပြီးတော့ပြန်တုံးနေပြန်ပြီးတော့တိုက်ခိုက်နိုင်တာတွေလုပ်နေတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်တက်နိုင်တော့ဖောက်ဝံပေးကြစေခြင်းနဲ့ကျွန်တော်တပ်ဖွဲ့တွေကိုယုံကြည်စေခြင်းနဲ့တပ်ဖွဲ့တွေရဲ့မြေပြင်မှာတကယ်လှုပ်ဆောင်နိုင်စွမ်းတွေကအားရစရာကောင်းတယ်အဲ့တော့ဒီတပ်ဖွဲ့တွေပြည့်စုံမယ်ဆိုရင်ကျွန်တော်အမြဲတမ်းပြောသလိုပေါ့နော် ီနေ့ပြည့်စုံနောက်နေ့စစ်ကောင်စီပြုတ်ကြတယ်တကယ်အဲ့လိုပုံစံမျိုးဖြစ်တဲ့အတွက်တန်းတယ်တော့ဝိုင်းပြီးတော့ပန်ဖို့ပေးကြစီခြင်းတယ်ပေါ့နော်နောက်တစ်ခုဒါ point 63လုံးစကန်အဲ့စကန်အနီးဝင်းကျင်မှာဒါလှုပ်ရှားနေတဲ့စစ်ကောင်စီစစ်ကြောင်းကို A ကတောင်းနှင်းပြီးတော့ light land ဖြိုဖွင်းလျက်ရှိတယ်ဆိုပြီးတော့သတင်းတွေတက်လာနေတယ်ပေါ့နော်အဲ့တော့ဒါဒီဇင်ဘာ၈ရက်နေ့ကအဲ့စကန်အနီးဝင်းကျင်မှာတိုက်ပွဲနှစ်ကြိမ်ထပ်မင်းဖြစ်ပွားတယ်အဲ့လိုဖြစ်ပွားရတဲ့စစ်ကောင်စီစစ်သားတွေအရှင်ရောအသေးရော ဖန်စီရမိခဲ့တယ်ဆိုပြီးတော့လေဒါစီရေးသတင်းရင်းမြစ်တွေကအတည်ပြုကြတယ်ဗောနော်အဲ့တော့ဒီစစ်ကြောင်းနဲ့တိုက်ဝဲဖြစ်တာက3ရက်လောက်ရှိနေပြီတဲ့မနေ့ညကတော့ဒါစစ်ကော်မရှင်ဘက်ကအထိနာပြီးတော့ဒါကစင်တရားထွက်ပြေးနေကြတယ်ဘယ်တော့မှမပြေးလို့နေကျွန်တော်ပြောစစ်ကော်စစ်ကော်စီကအားကားတော့အေးနဲ့မတွေ့ခင်မှပြေးနေတာသူကတွေ့မှပြေးတာမဟုတ်ဘူးတကယ်တကယ်ဘာကြောင့်လဲဆိုတော့အဲ့နေရာတွေကိုစစ်ကူလွတ်တယ်အေးနဲ့တိုက်ဖို့အတွက်စစ်ကူတွေလွတ်တယ်အဲ့လိုလွတ်တိုင်းမှာအေးနဲ့မတွေ့ရသေးဘူးလမ်းနေထွက်ပြေးတဲ့ကောင်တွေအများကြီးရှိတယ် တကယ်ပြောကောင်းပါတယ်အဲ့ဒါမျိုးကိုဒါကြိုးစိုးတဲ့လက်ခံတယ်ဘောနော်ကြီးဒါမှမသိမှာမင်းတို့အင်အားရတယ်ဒါစစ်ကောင်စီဘက်အလကားဒါသွားပြီးတော့အတိမခံမင်းနေဘောနော်အင်အားနေပေါ့လောက်တာနေလဲအတူတူပဲအဲ့တော့စစ်ကောင်စီကဒါအေနဲ့တွေ့လဲတွေ့ရောပို့ပြီးတော့ပြေးတာဘောနော်အဲ့တော့အထိနာပြီးတော့ဂစင်ကလျားထွက်ပြေးနေကြတယ်အဲ့ဒါကိုအေကဘောနော်အားခတ်တော့အေကတောင်းနေပြီးတော့ရှာနေတယ်လက်နဲ့ချတဲ့ကောင်တွေလည်းရှိတယ်၊သေတဲ့ကောင်တွေလည်းရှိတယ်ဆိုပြီးတော့စီရေးသတင်းရင်းမြစ်တွေကပြောကြတယ်ဟုတ်လား။အဲ့တော့လက်နဲ့ချတဲ့ကောင်တွေလည်းကြိုးစိုးတယ်။လက်နဲ့ချ ဟိုတိုက်ပွဲဖြစ်မှလက်နဲ့ချရင်စစ်သုံးမှန်တော့ဖြစ်တာပါလေနော်ဒါပေမဲ့အသက်တော့မသေးဘူးပေါ့ကွာညီမအချိုးပြေအောင်တော့နေပေါ့အဲပြီးရင်မညာနဲ့ပေါ့နော်အမိပြီဆိုတဲ့ခါကျမှကျွန်တော်ကပါဆပါတော့မလုံနဲ့ပေါ့နော်စစ်ကောင်စီစစ်သားဒါတန်တီစစ်သားတန်တီစစ်သားအေးဒါလက်နဲ့ချအညံ့ခံပေါ့နော်ဟေးဒါပေမဲ့ခုနလိုပေါ့နော်အဲဒါတပ်ဖွဲ့တွေရဲ့စဉ်းစားချက်ပေါ့ဘာကြောင့်လဲဆိုတော့ဒီစစ်ကောင်စီစစ်သားတွေပြစ်တဲ့ဂျီကိုလေကျွန်တော်တပ်ဖွဲ့တွေလည်းထိခိုက်တာပဲ iPad တော့ A ဘက်ကအဖွဲလေထိကြိုက်တာပဲအဲ့လိုထိကြိုက်လို့ဒဏ်ရာရတာတွေတည်ဆုံးတာတွေရှိတာပဲအဲ့ကြောင့်စစ်ကောင်စီဘက်ကဒီစစ်သားတွေစဉ်းစားစီကြတာပေါ့နော်မင်းတို့ကောင်တွေအခုလိုမျိုးလက်နက်ကြီးကောင်ထိပစ်ပြီးသွားမှာပေါ့နော်ဟာကျွန်တော်တို့ကဘာလို့ပါညာလို့ပါဆိုပြီးတော့ပြောနေမယ်အစားပေါ့နော်အဲ့လိုအချိန်မှာဒီတပ်ဖွဲ့တွေကခွင့်လွှတ်မှုကိုရပါမလားဆိုတဲ့ဟာလည်းစဉ်းစားနေတာပေါ့နော်ဒါပေမဲ့တပ်ဖွဲ့တွေကအဲ့လိုမျိုးမဖြစ်စေချင်လို့ပေါ့နော်စောစောစီစီဒါလက်နဲ့ချအညံ့ခါဖို့ပြောတာပေါ့နော်အဲအကြောင်းလို့မိနစ်20လေးပါဖြစ်လာတာမိနစ်20အချိန်ပေးမယ်ဆိုတာဖြစ်လာတာ အတကယ်တကယ်တိုက်မယ်ဖြစ်ဆိုရင်မျိုးကောင်ကခုနလိုမျိုးပဲအဖြစ်ဆိုးကြမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါအဲလက်နက်ကြီးကုန်သည့်အထိပြစ်ခတ်ပြီးမှလက်နက်ချတာထက်ပေါ့နော်ဒါကြိုတင်ပြီးတော့ဒါအလင်းဝင်တာတွေလက်နက်ချတာအလံပြူထောင်တာတွေပို့ပြီးတော့လှုပ်စေခြင်းနဲ့အဲ့ဒါကပို့ပြီးတော့အာမခတ်ချက်ရှိတာပေါ့လေနော်အဲ့တော့အဲ့လိုမျိုးလေးတွေနည်းနည်းစဉ်းစားတက်စေခြင်းနဲ့ပေါ့နော်ဒီဇင်ဘာလ၈ရက်နေ့မှာစစ်ကောင်စီကဒါသူ့ရဲ့စစ်ကြောင်းပေါ့နော်သူ့စစ်ကြောင်းကဒါပါစ၅ဦးကိုအရှင်ဖမ်းခဲ့တယ်တိုက်ဆုံးခဲ့တဲ့စစ်ကောင်စီစစ်သားရဲ့အလောင်းတွေကတဲ့ တောင်ကျောတလျှောက်ပြန့်ကျဲနေတယ်ဆိုပြီးတော့ပြောတယ်ဗောနော်ဘလောက်တော့မှတည်ွားလည်းမတည်ဘူးအဲကျွန်တော်ပြောတယ်နော်ဘာကြောင့်လဲဆိုတော့စစ်ကောင်စီဒါဒီဒီနေရာတွေကိုတိုးဖို့အတွက်ကိုနောက်ထပ်ဗောနော်ဒါအသေးရောက်လာတဲ့ပါစာတွေကိုဒါအင်အားဖြည့်နေတယ်တရင်တရင်ကိုတရာနှုံးနေဗောနော်ဒါအင်အားတထောင်ကျော်တထောင်ကျော်နောက်တန်းကနေပြီးတော့အဲ့ပို့နေတယ်ဘယ်နေ့မှာဘာသံကြားရမလဲဆိုရင်ကျွန်တော်အဲ့ဗီဒီယိုပြောတဲ့ချိန်မှာပြောခဲ့ဘူးလေအခုတန်းပြီးတော့ကြားရတာပဲတင်းကြားတယ်အခုဒီနေ့ကံပို့တာပဲကုတ်ကြီးပစီဒါပဲလာမှာပဲ အဲအခုလာပြီလာတဲ့ခါကျတော့ဘာဖြစ်လဲထုံးစံတိုင်းပဲတည်ကြတယ်ထွက်ပြေးကြတယ်အရှင်ဘန်းမိကြတယ်အဲအဲ့ဒါတွေပဲကြုံပါပဲဖွန်တော့ကျွန်တော်ကကြိုပြီးတော့တည်ထားပြီးသားပေါ့နော်အဲ့တော့ဒီစေချောင်းနဲ့ပေါ့နော်ဒါအတူပါလာတဲ့ရိတ်ခါတွေခဲရန်ကျုပ်တွေကိုလည်းလွတ်ပြစ်ခဲ့ပြီးတော့ဗောနော်ကိုလူယုံထွက်ပြေးကြတယ်ဆိုပြီးတော့ CA တရေရင်းပြည်တွေကပြောကြတယ်ဒီကောင်တွေက line ပေါ်မှာတော့နိုင်တယ်တကယ်စစ်ကောင်စီဘက်ကကောင်တွေကအမြဲတမ်းစစ် lobby တွေကနိုင်တယ်အောက်မှာရှိတဲ့တကယ်စစ်သားတွေတိုက်နေရတယ်တကယ်စစ်သားဆိုတာဗောနော်အမြဲတမ်းတကယ်တိုက်နေရတဲ့ စစ်ကောင်စီစစ်သားကိုပြောတာအဲ့လိုကောင်တွေကတော့ရှုံးနေတယ်ဘာကြောင့်ရှုံးလဲသူတို့မြေပြင်မှာမနိုင်ဘူးဆိုတော့သူတို့ကိုသူတို့လည်းသိတယ်အခုလိုမျိုးရုပ်ပြက်ဆင်းပြက်ကြီးဖြစ်တယ်ဆိုတာအဲ့ဒါသူတို့ရဲ့အခြေအနေအမှန်ပဲတကယ်အမှန်ပဲလုံးဝတိုက်လို့ခိုင်းလို့စိတ်မရှိဘူးပြင်ပါစတယ်ဗျာအဲ့ပါစတွေကိုအားပြုပြီးတော့တိုက်နေရတဲ့စစ်ကောင်စီဒီစစ်ပွဲကိုနိုင်မယ်ထင်နေတာကျွန်တော်လေးစားလို့မဆုံးဘူးတကယ်အကောင်နေအကောင်နေအုံနောက်လေးကြီးစိန်တာတကယ်ရွှေချထားရလို့မပြောနဲ့တယ်ကျွန်တော်ကြီးစိန်တာလို့ပြောတယ်ကတော့အဲ့တော့ နောက်ထပ်ထပ်ပါတိရလဲဆိုတော့ဒါစကန်းထဲမှာပိတ်မိပြီးတော့ဒါအစာငတ်လို့တောင်ပေါ်ကဆင်းလာပြီးတော့ရိတ်ခါလာကျူကြတယ်အဲအလာတုံးကတစ်ချိန်ပေါ့နော်အပြန်မှာတစ်ချိန်ကြားပြတ်တိုက်ခံရတယ်တော်လေတောင်ထဲမှာပွဲဖြစ်နေတာ၃ရက်လောက်ရှိပြီဆိုပြီးတော့နောက်ထပ်စီးရေးသတင်းရင်းမြစ်တွေကလည်းပြောတယ်ပေါ့နော်အဲ့တော့တတော်ကိုချီတီဆိုးနေတာအသေးခံပြီးတော့ကိုရိတ်ခါဆင်းယူရတဲ့အနေအထားဖြစ်နေတာမိရိတ်ခါတစ်ခါလေးဆင်းယူရဖို့အတွက်ကိုလာတော့ကတစ်ခါတိုက်ခံရတယ်ပြန်တဲ့အချိန်မှာတစ်ခါတိုက်ခံရတယ် သေအောင်ပါပဲလာရင်တခါတည်လိုက်ပြန်ရင်တခါတည်လိုက်နဲ့ဒီကောင်နဲ့ထမင်းစားရင်နဲ့တည်နေတော့ထမင်းစားဖို့လုပ်ရင်နဲ့တည်နေတာပေါ့နော်အဲ့တော့ဒီ point 6သလုံးစကန်အနီးဝင်ညင်မှာရှိတယ်စစ်ကောင်စီတပ်တွေကလက်နက်မချဖို့ဖိအားပေးခံရရပြီးတော့တဲ့စစ်ကောင်စီအတွက်အသေးခံပေးနေရတဲ့အနေအထားဖြစ်နေတယ်တဲ့အဲ့တော့အခိုင်ရိုးမထဲမှာပိတ်မိနေတဲ့ဒီသူစစ်တင်းနှင်းစင်းပါစတယ်ပေါ့နော်အဲဒီအဖွဲ့အနေနဲ့အာခတ်တက်တော်နဲ့ဒါတော်လိုင်းတက်ဖွဲ့တွေရှိမှဒါမကြခဏအလင်းဝင်နေကြတာကြီးလည်းတွေ့ရပါတယ်တဲ့ဟိုနေ့ကတည်းက PR မကွေး အဲဒါအလင်းဝင်လာကြတယ်ပေါ့နော်5ယောက်4ယောက်3ယောက်ဒါမျိုးပုံစံမျိုးတွေနဲ့ဇက်တိုက်ဇက်တိုက်အလင်းဝင်လာတွေရှိနေတယ်ပြီးရင်ထွက်ပြေးတဲ့ကောင်တွေအရှင်ဖန်းခံနေရတာတွေတောက်လျှောက်ရှိနေတယ်ပေါ့နော်အဲ့တော့ဘကူးတိုင်းဗဒောင်းမြို့နယ်တွေကတောတောင်တွေမှာရှိတဲ့ခန်းစစ်စခန်းတွေကိုစစ်ကောင်စီဘက်ကဂျိတ်ခံနဲ့ခဲယမ်းနေအဲလွယ်လွယ်ကူကူမထောက်ပို့နိုင်တော့တဲ့အနေအထားမျိုးဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒါညောင်ချရောက်အုပ်ရှိပင်မြို့တွေမှာခန်းစစ်တွေခိုင်မာပြင်ထားရတယ်အဓိကတော့ရှေ့မှာရှိနေတဲ့တိုင်းစစ်ဆင်မှုအတွက်စစ်ကြောင်းတွေကိုအင်အားဖြည့်တာမျိုးတွေရိတ်ခါပို့တာမျိုးတွေခဲယမ်းပို့တာမျိုးတွေ လွယ်လွယ်ကူကူမလုပ်နိုင်တဲ့ခါကျတော့အဲ့နေရာတွေကနေပြီးဆက်ပြီးဆုပ်ရမယ်ဟဲ့ဆိုရင်လွယ်လွယ်ကူကူတို့ဆုပ်လို့မရအောင်ဒါမှမဟုတ်လည်းလက်လွတ်မပေးရအောင်ပေါ့နော်ခန်းစစ်စကန်းနေလမ်းကြောင်းထိန်းစကန်းနေနေမြေထိန်းစကန်းနေပူပြီးတော့ပြင်ဆင်ဆောက်လုပ်နေရဆိုပြီးတော့သိရတယ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒါတွေကစစ်ကောင်စီမြေပြင်မှာတကယ်ကြာရှုံးနေပါတယ်ဆိုတော့ဖြစ်စဉ်အမှန်တွေပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဥဆိုင်နဲ့ပတ်သက်လို့စစ်ကောင်စီဘက်ကစစ်သားတွေကသိမသိတာကသူတို့ကိုအကြောင်းအရာတွေတေချာမသိဘဲနဲ့မြေပြင်အခြေအနေတွေတေချာမသိဘဲနဲ့လော်နေကြတဲ့စစ်လော်ဘီတွေ အိုက်ကောင်နေတေချာမသိဘူးအိုက်ကောင်နေတေချာမသိလို့အောက်မှာတင်နေရတဲ့စစ်သားတွေအများကြီးရှိတယ်ဗောနော်ဒါတွေကိုယုံကြည်ပြီးတော့ဝင်လာမဲ့ကောင်တွေကိုသူတို့ကမျှော်လင့်တာဗောနေနော်တကယ်တကယ်မြေပြင်မှာကြတော့ပြေးလိုက်တာတည်လိုက်တာတောက်တောက်လဲဗောနော်လူပဲဖြစ်ဖြစ်ဒီနေရာတွေကတော့အားရစရာကောင်းလို့ထည့်ပြောတာဖြစ်တယ်ဗောနော်နောက်တစ်ခုကတော့ဒါကြောင့်မျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဒိုင်းသားလက်နက်ကန်ဒေါ်လာရင်းအစုအဖွဲ့တွေပါဝင်တဲ့အားကောင်းတဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေတယ်ဆိုပြီးတော့ NUG ယာယီသမရကကြေညာလိုက်တယ်ပေါ့နော်အဲ့တော့ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီဒါ CRPH ကပြည်သူတရက်လုံးကိုထုတ်ပြန်ပေးခဲ့တဲ့ဒါအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံကိုထုတ်ပြန်ခဲ့တဲ့ညမှာပဲယာယီသမရကအခုလိုပြောခဲ့တာဖြစ်တယ်ဒီပြောင်းလဲမှုနဲ့ပတ်သက်လို့အားလုံးကလည်းတောင်းဆိုခဲ့ကြတယ်အဲဘာကြောင့်လဲဆိုတော့ဒီတောင်းဆိုမှုတွေကလည်းတကယ်တမ်းပြောရရင်ပြည်သူတွေကလည်းဒီတော်လန်ရေးကိုနိုင်စေချင်လို့နိုင်ချင်လို့ပေါ့နော်။ဘာကြောင့်လဲပြည်သူတွေလည်းအယံပင်ပန်းနေပြီ။ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေ အာလောကမိသားစုတွေဆုံးရှုံးသွားရတဲ့သူတွေကိုယ့်ရဲ့အိမ်ကိုယ့်ရဲ့ယာအခုမှရှိတဲ့ပိုင်ဆိုင်မှုအကုန်လုံးပြစ်ထားအဲချို့ဆိုရင်လုံးဝဘာမှမကြံတော့ဘူးအကုန်လုံးဖြစ်စီဆုံးရှုံးသွားတဲ့ပြည်သူတွေကအများကြီးရှိတယ်။အဲကြောင့်မို့ကာလရှည်တစ်ခုကြာလာတဲ့အခါမှာဘလို့ပဲဖြစ်ဖြစ်ဒါစစ်ကောင်စီကိုအမြန်ဆုံးချိန်မုန်းနိုင်တဲ့အနေအထားမျိုးကိုတော့ရောက်ချင်ကြတယ်။အဲကြောင့်မို့ဒါကျွန်တော်တို့ဒါဥဆောင်နေကြတဲ့ NGO အစိုးရပိုင်းလူကြီးတွေကိုဒါအပြောင်းလဲတွေလုပ်ဖို့အတွက်မှာအဲပြည်သူတွေကအမြဲတမ်းတောင်းဆိုကြရှိတယ်။ဘာပဲဖြစ်ဖြစ်အခုကအပြောင်းလဲတစ်ခုတော့ဖြစ်လာပြီပေါ့နော်။ အဲပြောရမယ်ဆိုရင်ဒါအစိုးရအနေနဲ့ပြည်သူတွေရဲ့စကားကိုနားထောင်နေလို့လည်းပြောရမယ်အဲဒါဆိုရင်ဒါကျွန်တော်တို့ရှေ့ဆက်ပြီးတော့တောင်းဆိုလို့ရနိုင်မယ့်အရာတွေအများကြီးရှိတယ်ဒါပေမဲ့တောင်းဆိုတဲ့ဟာတွေကလည်းတကယ်ကိုပေါ့နော်ထိရောက်စေခြင်းတဲ့ဟာတွေဖြစ်စေခြင်းတဲ့ဟာတွေဖြစ်တဲ့အတွက်အစိုးရအနေနဲ့လည်းအချို့ဟာတွေမှာလိုက်လုပေးနေရတယ်တွေ့ရတော့ကြတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါကအတက်စရာအကြောင်းအရာပဲပေါ့နော်အဓိကစစ်ကောင်စီဆိုရင်တော့အဲ့လိုမျိုးဟာတွေနားကိုထောင်မှာမဟုတ်တကယ်လုံရှင်ကလုံနေတာအဲ့ကောင်အဲ့လိုမျိုးလုံရှင်ကလုံလို့ဒီနေ့ဒီချိန်ဒီကောင်ကြုံနေရ အဖြစ်ဆိုးနေတာပေါ့နော်အဲ့တော့အဲ့လိုမျိုးမဖြစ်ဖို့အတွက်ကိုကျွန်တော်ဒီဘက်ကလည်းပြည်သူကလည်းဝိုင်းဝန်းထိန်းချောင်းပေးတာရှိတယ်အာဒါအစိုးရအနေနဲ့ကလည်းတခြားကောင်းကောင်းမွန်မွန်နဲ့ရှေ့ကနေဥဆောင်တာမျိုးတွေလုပ်တင်နေဆိုတဲ့အကြောင်းဒါပြောဆိုခဲ့ကြတဲ့နောက်မှာအခုလိုမျိုးပြောင်းလဲမှုတွေဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ဒါအမျိုးသားညီညွတ်ဆိုရအညီကြီးပြုပြင်ပြောင်းလဲရေးကိုအဆင့်၃ဆင့်နဲ့ဆောင်ရွက်နေပြီးတော့မြူတာညီညွတ်အစိုးရရဲ့ဒါတိုင်းရင်းသားလက်နက်ကင်တော်လိုင်းအဖွဲ့တွေပါတဲ့အားကောင်းတဲ့အစိုးရဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေတယ်ဆိုပြီးတော့ ဒါယာယီသမရာဓာတုကလက်ရှိလကကြီးညာလိုက်တယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ဒါကကျွန်တော်တို့လက်ခံရမယ်ကြိုးဆိုရမယ်အရာပေါ့နော်ဘာကြောင့်လဲဆိုတော့ပြည်သူတွေကလည်းဖြစ်စေခြင်းနဲ့အာစစ်တိုင်းတိုက်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 တဲ့နေရာမှာကျွန်တော်တို့အောင်မြင်ခြင်းဒါတခြားကဏ္ဍတွေပေါ့နော်ဝင်ကြီးဌာနနဲ့ဆိုင်တဲ့တခြားကဏ္ဍတွေမှာလည်းအဲ့သဘောမျိုးပဲဒါအခုဆိုရင်ဘလိုပဲဖြစ်ဖြစ်ပြည်သူတွေထောက်ပြတဲ့ဟာတွေကိုနားထောင်လာနေတာတွေရှိလာပြီးအရေးယူဆောင်ရွက်မဲ့အပိုင်းတွေပါလာတယ်အဲခုနလိုပေါ့နော်ပြန်လဲပြောင်းလဲဖွဲ့စည်းတဲ့အပိုင်းတွေပါလာတယ်ဒါတွေကလည်း ကောင်းမွန်တဲ့ဘိုင်းတွေဖြစ်တယ်ပြီးတော့မျှတတဲ့ဟာပေါ့ဗျအဲ့တော့တိုင်းရင်းသားအဖွဲ့တွေပါတဲ့ဟာမျိုးအဲအဲ့လိုမျိုးပုံစံမျိုးတွေမျှတတဲ့ဒါနေရာပေးမှုတွေလည်းရှိရမယ်ပြီးရင်လူငယ်တွေကျွန်တော်တို့ကတော့လူငယ်တွေကိုနေရာပေးစေခြင်း ਨੇ တကယ်မြေပြင်မှာအသက်နဲ့ရင်းပြီးတော့လှုပ်ဆောင်နေကြတဲ့လူငယ်တွေကအများကြီးရှိအရေးချင်းရှိတဲ့သူတွေစွန့်ရင်ပြေးသွားတဲ့သူတွေကိုချင်းစားတဲ့သူတွေပြည်သူကိုအမြဲနဲ့အစင်အမြဲဥထိတ်ထားနေတဲ့သူတွေမြေပြင်မှာအများကြီးရှိတယ်။အဲ့လိုလူတွေလက်ထဲကိုခုနလိုမျိုးပေါ့နော်။ဒါလောက်ပိုင်ခွင့်ပုံစံမျိုးဒါကျွန်တော်တို့ပေးတဲ့နေရာပေးတဲ့ အဓိကဒီလူတွေကသတိမှန်းနဲ့ပြီးရင်ပြည်သူကိုအမြဲတမ်းအစဉ်မြဲဥထိတ်ထားတဲ့အတွက်မြေပြင်မှာပြည်သူတွေအတွက်ဆိုတဲ့ဟာကိုပဲအဓိကထားစဉ်းစားလို့ပေါ့နော်ဒီလူတွေလက်ထဲကိုဒီလိုမျိုးအခွင့်အရေးရောက်သွားစေခြင်းဒါမှကျွန်တော်တို့အလုပ်တွေပို့ပြီးတော့တွင်ကျင်မယ်လို့ကျွန်တော်တို့လည်းယူဆတယ်အဲ့တော့အစိုးရအနေနဲ့ဒါတွေကိုလက်ခံလာတာကတော့ဒါကောင်းတဲ့ဟာဖြစ်တယ်ပေါ့နော်အဲ့တော့ဒါယာယီသမရာကြီးဒါသူကလက်ရှိလကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကပြည်သူတရားလုံးကိုထုတ်ပြန်ပေးခဲ့တဲ့အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံကကျွန်တော်တို့ရဲ့ပထမအဆင့်ပြုပြင်ပြောင်းလဲမှုဖြစ်တယ် တော့ပထမအဆင့်ရှိဒါဒုတိယအဆင့်လည်းရှိရှိအောင်မယ်ပေါ့နော်ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့လက်ရှိမျိုးသားညီညွတ်ရေးဆိုရနဲ့တိုင်းရင်းသားလက်နက်ကိုင်းတော်လှန်ရေးဒါအဖွဲ့အစည်းများပါဝင်တဲ့ကုစားပြုမှုအားကောင်းတဲ့အစိုးရဖြစ်ပြန်လည်ဖွဲ့စည်းဖို့ဖြစ်တယ်ဒါဒုတိယအဆင့်တတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့မင်းအောင်လှိုင်နဲ့အကြံဖက်စစ်အုပ်စုကိုဖြုတ်ချပြီးတဲ့နောက်အသွင်ကူးပြောင်းရေးအစိုးရတည်းရဲ့ကိုဖွဲ့စည်းဖို့ဖြစ်တယ်ဟုတ်တယ်တကယ်ဖြစ်အောင်လုပ်နိုင်ဖို့လိုတယ်ပေါ့နော်အခုဒါတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေပါဝင်မဲ့အဖွဲ့အစည်းတည်းရဖြစ်အောင်ပေါ့နော်အစိုးရတည်းရဖြစ်အောင် လှုပ်ဆောင်ရမယ်ပြီးရင်အာဏာရှင်ပြုတ်ကြဖို့အတွက်လှုပ်ဆောင်ရမယ်အတွင်းကုပြောင်းရေးကာလအထိပေါ့နော်ဒါဒါအစိုးရတရက်ကိုဖွဲ့စည်းဖို့ဆိုတဲ့ဟာမျိုးတွေကလိုကိုလိုအပ်တယ်ပေါ့နော်အဲ့တော့တကယ်ပြောတဲ့အတိုင်းဖြစ်လာဖို့အတွက်ကိုကျွန်တော်တို့မျှော်လင့်နေဒါပေမဲ့လည်းသူလည်းပြောတယ်အခက်အခဲတွေကအများကြီးရှိတယ်အဲဘာကြောင့်လဲဆိုတော့လက်ကလုံးမှာမဟာမိတ်စီရေးတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုဖြစ်ပေါ်လာဖို့အကန့်အသတ်တွေရှိနေတယ်ဆိုပြီးတော့ယာယီသမ္မတကြီးကတတိပေးထားတယ်ပေါ့နော် မဟာမိတ်စေတမောင်းမှုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုမှသည်တမျိုးသားလုံးညီညွတ်ရေးကိုကျယ်ပြန့်စွာပူစားပြုနိုင်တဲ့အစိုးရဖြစ်လာအောင်အထူးသဖြင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကကျယ်ပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်တို့အားလုံးကြိုးစားခဲ့ကြရပါတယ်။ဒါပေမဲ့အတိတ်ကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေကအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ထဲမှာထက်တဲ့ဝင်ဝင်ပူးပေါင်းပါဝင်လာဖို့လက်ရှိအချိန်မှာအကန့်အသတ်တွေရှိနေတယ်ဆိုပြီးတော့သိရတယ်။ဒါကိုတော့အာတချို့လဲတွေးမိကြလိမ့်မယ်ခံမှန်းမိကြလိမ့်မယ်။ ဒါတွက်ဆမိကြလိမ့်မယ်ပေါ့နော်ဥမာအားဖြင့်ကြည့်မယ်ဆိုရင်ဒါရှမ်းမြောက်ကအီယာဝတွေဒါဆိုရင်ဒါသူတို့ကတရုတ်ရဲ့ဖိအားကြောင့်လို့ NUG နဲ့အဆက်ဆံမလုပ်ရဲတာမျိုးတွေရှိတယ်ပေါ့နော်ဒီလိုအကြောင်းအရာတွေကိုယာယီသမ္မတကြီးကဒါရည်ညွှန်းတယ်လို့ပဲဒါကျွန်တော်အနေနဲ့ယူဆကျွန်တော်အမြင်ပေါ့နော်အာ NUG အစိုးရပြုပြင်ပြောင်းလဲရေးအဆင့်၃ဆင့်နဲ့ပတ်သက်တဲ့အချိန်ကာလကိုတော့ဒါရိုက်တာမရာကြီးကထည့်သွင်းပြောကြားသွားတာမရှိဘူးပေါ့နော်။ဒါပြင်ဒါပြည်သူသဘောထားနဲ့အညီဒါအစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးကိုအဆင့်လိုက်ပြုလုပ်ဆောင်ရွက်တဲ့အခါမှာ အစိုးရပြည်ပြင်ပြောင်းလဲရေးကော်မရှင်ကိုဒါဇူလိုင်လမှာစတင်ဖွဲ့ဖွဲ့စည်းခဲ့ပြီးတော့အဲ့ဒီကော်မရှင်မှာယာယီတမရပြည်ထောင်စုဝန်ကြီးချုပ်နဲ့ဒါပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌတို့ကဥဆောင်ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်တယ်ဆိုပြီးတော့အတိအပြေပြောကြတယ်အဲ့တော့ energy ကဒါဝင်ကြီးတချို့ကိုအနေငယ်ပြောင်းလဲပြုလုပ်ခဲ့တာအစိုးရပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာခဲ့တာတွေ့ရတယ်အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းတဲ့အခါမှာ energy အစိုးရအဖွဲ့ဝင်တွေကအဲဝင်ကြီးတွေဒုဝင်ကြီးတွေအဲတချို့တွေကိုတာဝန်ယူထားတဲ့အစိုးရဝင်ကြီးဌာနက အပြောင်းလဲတွေဒါခန့်အပ်တာတွေဒါ short ချလိုက်တာတွေဒါတွေကတော့အပြောင်းလဲပုံစံမျိုးနဲ့မြင်တွေ့နေရပြီဖြစ်တယ်။ဒါပေမဲ့အမြဲတမ်းမပြောင်းလဲပဲထားထားတဲ့အကြောင်းအရာကိစ္စတွေလည်းတွေ့တယ်ပေါ့နော်။အဲ့ဒီဟာကိုတော့တကယ်အဲလေ့စားရတယ်ပေါ့နော်။အဲ့ဒါပါလဲဆိုတော့လက်ရှိ NUG အစိုးရမှာဦးဝင်းမြင့်ကနိုင်ငံတော်တမနာအဖြစ်ရှိတယ်။ရှိနေတော့မှလက်ရှိချိန်ထိရှိနေတော့မှစစ်ကောင်စီကဘလို့ပဲမတရားဖမ်းဆီးအကျဉ်းချထားပါစေပေါ့နော်။ဒါပေမဲ့ဒါလက်ရှိအစိုးရမှာအာတမရကြီးကဥွင့်မြင့်မယ်ဆိုတဲ့ဟာမျိုးတွေ့ရတယ်။နောက်တစ်ခုကအမေစု မေဆုကနိုင်ငံတော်အတိုင်းအမြံပုံကိုဖြစ်ဆက်လက်ပြီးတော့အခုချိန်ထိရှိနေတော့မယ်မေဆုလည်းအခုလိုပဲပေါ့နော်မေဆုမြန်ဆုံးလွတ်မြောက်ဖို့အတွက်ကိုစူးစမ်းနေကြတာရှိတယ်ဝိုင်းဝန်းပြီးတော့တောင်းဆိုနေကြတာရှိတယ်ဒီအတွက်လည်းယေရှုတင်ရတယ်ဒါအပြင်အခုဒါပြောင်းလဲပြုပြင်လိုက်တဲ့အနေအထားတွေမှာတော့မှပဲမေဆုတို့တမန်တော်ကြီးတို့ကိုလက်ရှိအချိန်ထိတတ်မှတ်ထားတာမျိုးတွေ့ရတာကတော့အားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အခုလက်ရှိဒါယာယီသမ္မတတာဝန်ကိုတော့ခုနကယာယီသမ္မတကြီးဒါတူရဲ့လက်ရှိလက်ကဆက်လက်ပြီးတော့တာဝန်ယူထားတယ်ပေါ့နော် အဲ့လိုပဲဖြစ်ဖြစ်ဒါအစပြုတဲ့ပြောင်းလဲမှုတွေတော့ကျွန်တော်မြင်တွေ့နေရပြီဒီထက်ပုံမကောင်းမွန်တဲ့ဟာပြီးရင်ထိရောက်တဲ့ဟာကျွန်တော်လိုချင်တာထိရောက်တဲ့ဟာထိရောက်တဲ့ပြောင်းလဲမှုတွေလိုချင်တာပေါ့နော်အစိုးဆိုချင်တာကအဲဒီကိစ္စတစ်ခုပေါ့နော်ရီမန်ချက်တာဝန်တစ်ခုအဲပြီးမြောက်အောင်ဆောင်ရွက်ရမယ်ဆိုတဲ့အချိန်မှာအဲ့ဒီတာဝန်နဲ့ကိုက်ညီမဲ့သူတွေကိုတာဝန်ပေးတာမျိုးကို ကျွန်တော်တို့ကလိုချင်တာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အဲ့လိုမျိုးဖြစ်လာဖို့ကိုလည်းဒါကျွန်တော်တို့မျှော်လင့်ပါတယ်။အခုလိုမျိုးမြင်ရတဲ့အတွက်လည်းဒါဝန်တန်ရမှာဖြစ်တယ်၊ကြိုးဆိုရမှာဖြစ်တယ်ပေါ့နော်။နောက်ခုကတော့ဒါစီရေးတရင်တော့မဟုတ်ဘူးပေါ့ဗျာ။အဲ့ဒါကကျွန်တော်တို့နိုင်ငံသားရဲ့နံပတ်သက်လို့ပေါ့နော်။ဒါအလောက်ကခွင်လန်းတဲ့စိုင်းတဲ့ဟာမျိုးပေါ့နော်။ဘာလဲဆိုတော့ဒါနေဆက်ဖြတ်ကျော်ခွင့်စာအုပ်ရှိတဲ့မြန်မာတွေကိုထိုင်းမှာ6လအထိအလုပ်လုပ်ကန်ခွင့်ပြုမယ်ဆိုတဲ့တရင်ဒါကမြန်မာလုံသားတွေအတွက်တကယ်ရောဘေးကင်းလုံခြုံမှုရှိရလားဆိုတဲ့ဟာကိုလည်းကျွန်တော်လေ့လာကြည့်အောင်ပေါ့နော်အဓိကဒါမြန်မာလုံသားတွေကိုနေဆက်ဖြတ်ကျော်ခွင့်စာအုပ် border pass နဲ့ ထိုင်းနိုင်ငံထဲမှာ6လအထိလုံးလုံးကန်ခွင့်ထိုင်းအလုံသမားဝင်ကြီးဌာနကခွင့်ပြုလိုက်တယ်ဆိုပြီးတော့သိရတယ်။လက်ရှိထိုင်းနိုင်ငံရဲ့ယာစီချင်းလုံသားလိုအပ်ချက်အရမြန်မာလူနေဆက် လုံသားတွေကိုအခုလိုလုံးကန်ခွင့်ပေးဖို့ကိစ္စကိုပြီးခဲ့တဲ့ရက်ကပြုလုပ်တဲ့ထိုင်းနိုင်ငံရဲ့နိုင်ငံသားအလုံသမားစီမံခန့်ခွဲရေးမူဝါဒကော်မတီအစည်းအဝေးမှာမူအားဖြင့်ဆုံးဖြတ်ခဲ့တာဖြစ်တယ်။အဲ့တော့ထိုင်းအတွက်ဒီအလုံသမားလိုအပ်ချက်အရာဒီမူကိုချမှတ်တာဆိုပေမဲ့ပေါ့နော်ဒါမြန်မာလုံသားတွေအတွက်ကတော့တတ်မှတ်ကာလပြည့်လို့တက်တန်းပြန်တိုးတာပြန်ဝင်တာတွေလုပ်ရင်အတင်းအဓမ္မ လူသစ်စုဆောင်ခံရနိုင်ကြတွေကလည်းရှိနေသေးတယ်ပေါ့နော်စစ်ကောင်စီကလက်ရှိမှာဘယ်နေရာကပဲဘလို့ပဲလာလာသူကသူ့အတွက်တသားတစ်စုဖို့အတွက်အပြင်းထန်ကြိုးစားနေတာတွေ့ရတယ်အဲဒါကလည်းအခက်အခဲတစ်ခုဖြစ်လာနိုင်ခြင်းရှိတယ်ပေါ့နော်ပြီးတော့ဒါမကြခင်မှာဝင်းကြီးဌာနနဲ့ဆက်ဆက်ပြီးတော့ထိုင်းပြည်ထရေးဝင်းကြီးဌာနကအတည်ပြုလိုက်တဲ့အခါမှာရွှေပြောင်းလုပ်သားတွေအတွက်အလောက်ကန်ခွင်လန်းအစ်စ်တွေပေါ်လာမယ်အထူးအဖြစ်မြန်မာလုပ်သားတွေအတွက်အလောက်ကန်ခွင်လန်းအစ်စ်တွေပေါ်ပေါက်လာတာဖြစ်တဲ့အတွက်အထူးတလေကြိုးစားရမယ်ပေါ့နော် အဲတစ်ဖက်ကကောင်းတာလည်းရှိလို့တစ်ဖက်ကဆိုးတာလည်းရှိနေတဲ့အနေအထားဒါကိုတော့ဒါမြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌဦးမိုးချိုးကသုံးသပ်ပြောဆိုထားပါဘောနော်အဲ့တော့လောက်ကန်ရမယ့်အလုပ်တွေလောက်ကန်ရမယ့်အလုပ်တွေကတော့အားလုံးသိတဲ့အချိန်မှာကျွန်တော်တို့ကပြောရမယ်ဆိုရင်ဘယ်သူမှမလုပ်ချင်တဲ့အလုပ်တွေပေါ့ဗျာအောက်ခြေသိမ်းအလုပ်တွေပေါ့အဲ့တော့လောက်ကန်ရမယ့်အလုပ်မျိုးစားတွေကကုန်တင်ကုန်ကျအလုပ်အိမ်ပေါ်အိမ်ကူလုပ်ငန်းပြီးရင်ဆိုင်ဆောင်ရောင်းဝယ်တန်းလုပ်ဒီလိုမျိုးအလုပ်တွေပေါ့ဗျာအောက်ခြေအောက်ခြေပေါ့အဲဒီလိုအလုပ်တွေကိုသာလောက်ကန်ရမယ့်ပုံစံမျိုးတွေ့ရတယ်ပေါ့နော် ဒါပေမဲ့လည်းတစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ဟိုဘက်မှာအသက်အန္တရာယ်နဲ့မှာရင်ဆိုင်နေရတဲ့အနေအထားမှာဒီဘက်မှာအခုလိုအခွင့်အလမ်းတစ်ခုရရှိလာတာကတော့ဒါကောင်းမွန်တဲ့အရာတစ်ခုလို့ပြောရမှာပေါ့နော်အချိန်အားဖြင့်တော့6လလောက်ကတော့ဘာပဲဖြစ်ဖြစ်အသက်အန္တရာယ်ကင်းမယ်အဲနောက်တစ်ခုကလောက်ကိုင်းရမယ်အဲသူများမလုံချင်ဘူးဆိုပေမဲ့လည်းဘာပြည်ထဲမှာလည်းအခုလိုပဲပေါ့နော်ဒီထက်ပိုပြီးတော့ခက်ခဲပင်ပန်းကြမ်းတမ်းနေတဲ့ဘဝတွေကိုရင်ဆိုင်နေရတဲ့ပြည်သူတွေကအများကြီးရှိတယ်ဒါကြောင့်မလို့ဒီလိုမျိုးလှုပ်လို့ရလဲမနေဘူးဟာဆိုတော့ ါသူတွေကတော့ရှိကောင်းရှိမှာပဲပေါ့နော်အဲအဲ့အတွက်အဲ့ဒါကတော့အခွင့်အရေးတစ်ခုဖြစ်တယ်အဲ့တော့ border pass ကန်ဆောင်ထားသူတွေအနေနဲ့ border pass စုပ်ပြဲရေးဆိုတာတွေရှိရင်လည်းလဲတင်တာလဲပါတပ်ဆိုင်ရာလာဝကတွေနဲ့ချိတ်ဆက်ပါတပ်ဆိုင်ရာမြို့နယ်ကအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့လိုအပ်တဲ့ဆက်သွယ်စုံစမ်းမှုတွေနဲ့ထိုင်းနိုင်ငံဘက်ကမှအလုပ်ရမဲ့နေရာဒေသနဲ့ရေးကြီးမှုတဘာဝစီကံဥပဒေတဘာဝနေမည်ဒေသတဘာဝချုပ်တင်လေ့လာထားကြပါဆိုပြီးတော့အမှုချုပ်ကအကြံပြုပြောလိုက်တာရှိတယ်ပေါ့နော်အဲ့တော့အဲပြင်ဆင်တဲ့ဟာတွေပြင်ဆင်လို့ရတာတွေလေ့လာလို့ရတာတွေအဲပြင်ခုနလို့ဒါ ဂျိုတင်ပြီးတော့လှုပ်ဆောင်ထားရမယ့်အရာတွေဒါတွေကိုလည်းလှုပ်ဆောင်ထားကြဖို့ဆိုပြီးတော့အကြံပြုခဲ့တာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အခုဘော်ရာပတ်ဆိုတဲ့ဟာကပေါ့နော်အာနိုင်ငံသားတိုင်းမြန်မာနိုင်ငံသားတိုင်းအကုန်လုံးအခွင့်အလမ်းရနေတာအခွင့်အရေးရနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒါလက်ရှိမှာပေါ့နော်ဘော်ရာပတ်စာအုပ်ကိုတဲ့ထိုင်းမြန်မာနယ်စပ်ဒေသရှိမြို့နယ်အိမ်တော်စုစီးရင်ရှိသူတွေကိုသာသက်ဆိုင်ရာမြို့နယ်လာဝကရုံကထုတ်ပေးနေတာဖြစ်တယ်တဲ့အဲ့ဒီအတွက်ပေါ့နော်ဒါနေဆက်ဒေသမှာရှိတဲ့မြန်မာနိုင်ငံသားတွေကဘော်ရာပတ်စာအုပ်နဲ့ တိုင်းမှာအလုပ်လုပ်ခွင့်ရပြီးတော့အခြားနေရာအခြားဒေတာအခြားတိုင်းပြည်နယ်ပေါ့နော်အဲ့ဒီနေရာကသူတွေအတွက်လုပ်ကန်ခွင့်လန်းဆုံးရှုံးနေရာသေးရဆိုပြီးတော့လည်းသိရတယ်အဲပြောတာဘာလဲဆိုရင်ဒါအခုကမြဝရီဆိုရင်မြဝရီအိမ်တော်စုစီရင်ရှိတဲ့သူပဲလုပ်ပေးတယ်အခြားတိုင်းဒေတာမှာပြောနေကရင်ပြည်နယ်တွေကအခြားမြို့နယ်တွေတောင်မရဘူးပေါ့နော်အဲ့တော့မြရီကသူတွေပဲနေဆက်ဖြတ်ကျော်စာအုပ်နဲ့အလုပ်လုပ်ခွင့်ရတဲ့သဘောဖြစ်နေတယ်ဆိုပြီးတော့ပြောတယ်။ထိုင်းနဲ့မြန်မာနေဆက်မျိုးတွေမှာတော့မှပဲအခုလိုမျိုးပေါ့နော်မြရီဆိုမြရီကွက်ကွက်လောက်ပဲရနေတဲ့အနေအထားမျိုးပဲဖြစ်နေသေးတယ် အဲ့တော့အဲ့ဥစ္စာကတော့ကန့်သက်ချက်တစ်ခုအနေနဲ့ရှိနေတယ်။ဒါကြောင့်မလို့ဒါနေဆက်ဖြတ်ကျော်ခွင့်စာအုပ်ကိုမြန်မာနိုင်ငံသားတိုင်းကိုပြုလုပ်ခွင့်ပေးဖို့အတွက်တောင်းဆိုမှုတွေရှိနေတယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်။အဲ့တော့လောက်မယ်ဆိုရင်ဒါ border pass စာအုပ်ပြုလုပ်ဖို့အိမ်တော်စုစီရင်ငူရင်ပြီးရင်မှတ်ဖို့နေပြီးရင် UID ကတ်နဲ့ဒါဓာတ်ပုံသုံးပုံလိုအပ်တယ်ဆိုပြီးတော့သိရတယ်ပေါ့နော်။အဲ့တော့ border pass စာအုပ်နဲ့ဒါထိုင်းနိုင်ငံရဲ့နေဆက်မျိုးတွေမှာအလုပ်လုပ်ကြမယ့်သူတွေအနေနဲ့တခြားခရိုင်နဲ့မြို့နယ်တွေကိုသွားလာမယ်ဆိုရင်ခွင့်ပြုချက်ရယူပြီးခွင့်ပြုမှသာ သွာလာခွင့်ရရှိမှာဖြစ်တယ်ဆိုပြီးတော့သိရတယ်။တေချာတာကတော့ဗျာဒါမဆက်ဆံခြင်းလဲဒါစစ်ကောင်စီကို6လတကြိမ်တော့ပြန်ပြီးတော့ဆက်ဆံရမယ်သဘောရှိနေတာမျိုးတွေ့ရတယ်ဗောနော်။အဓိကတော့ဒါကတော့ဒါအလောက်ကန်ခွင့်လဲနဲ့ပတ်သက်တဲ့ဟာဗောနော်။အဲတနည်းပြောရမယ်ဆိုရင်တဖက်မှာဒါနိုင်ငံတွင်းထဲမှာခက်ခဲနေတဲ့အနေအထားရှိတယ်။အဲ့လိုမျိုးနဲ့ခက်ခဲနေတဲ့အနေအထားမှာဒီလိုမျိုး6လလောက်အခွင့်လဲရတယ်ဆိုတဲ့ဟာကလည်းမနေဘူးဆိုတဲ့သူတွေလည်းရှိကြတယ်။ဒါပေမဲ့လည်းဒါအကောင်အဆိုးအကောင်အဆိုးကတွဲနေတယ်ဗောဗျာ။ပြောရမယ်ဆိုရင်6လပဲရတယ်6လပြီးရတယ်တက်တန်းပြတ်တိုးရမယ့်ကိစ္စတွေရှိမယ်။ အချိန်မှာပြန်ပြီးတော့စစ်ကောင်စီနဲ့တွေ့ရအောင်မယ်အဲကြားထဲမှာဘာဖြစ်မလဲနိုင်ငံအခြေအနေကဘယ်လိုပြောင်းလဲမလဲမသိရသေးဘူးပေါ့နော်ပြီးရင်ဒီလိုမျိုးအခွင့်အလမ်းရတဲ့နေရာတွေကဒါကွက်ကြကွက်ကြပုံစံမျိုးပဲရှိသေးတယ်ညောင်ပြီဆိုညောင်ပြီပဲကြအခြားတိုင်းအခြားဒေသကြီးအဲ့နေရာတွေကဟာတွေကမရကြဘူးအဲ့တော့じゃအဲ့ဒါနဲ့ပတ်သက်လို့လည်းတောင်းဆိုမှုတွေရှိနေတော့မယ်ခွင့်ပြုမလားခွင့်မပြုဘူးလားဆိုတာတွေလည်းမသိရသေးဘူးပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် ဒါကလည်းပြောင်းလဲမှုတွေအများကြီးရှိနေတဲ့အကြောင်းကိုပြောပြခြင်းဖြစ်ပါတယ်။ကျွန်တော်ဒေါ်လာင်းမှာနေ့စဉ်နဲ့များပြောင်းလဲမှုတွေအများကြီးရှိပါတယ်။အဲဒေါ်လာင်းနဲ့ပတ်သက်လို့လည်းတနင်္လာဝိုင်းဝန်းကူညီအားဖြင့်ရင်းနဲ့ဒီဒေါ်လာင်းအောင်မြင်သည့်အထိရှေ့ဆက်ကြပါစို့လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။